မင်္ဂလာပါခင်ဗျာ။ ARD ကပတ်စင်တင်ဆက်နေတဲ့ Edita စကားဝိုင်းစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့အရေးပေါ်အကူအညီလိုအပ်နေတဲ့ငလင်ဘေးနဲ့လာရှိုးအနာဂတ်ဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်။ကျွန်တော်ကတော့ ARD မြန်မာပိုင်း Edita ကြော်ခါပါ။ကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ ARD ရဲ့ Edita ချုပ်ကုအောင်စောဖြစ်ပါတယ်။ကောင်းသောမင်္ဂလာပါ။မင်္ဂလာပါကိုကျော်ခါ။ ျွန်တော်တို့အားလုံးသိကြပြီးတဲ့အတိုင်းပေါ့လေဒီအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်စကိုင်းမန္တလေးနေပြည်တော်နဲ့ရှမ်းပြည်နယ်တွေမှာပျက်စီးမှုတွေလူသေဆုံးမှုတွေအများအပြားဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့မီဒီယာတွေနဲ့လူမှုကွန်ရက်တွေမှာဖြစ်စဉ်ဖြစ်ပျက်ခြင်းရပ်ပိုင်းတွင်းမှာတက်မလာဘဲနဲ့ထိန်ချံခံထားရတဲ့အခြေအနေမျိုးကြုံနေရတဲ့နေရာတွေရှိတယ်သူတို့ဖြစ်တော့နေပြည်တော်လိုနေရာမျိုးပေါ့လေဆိုတော့ဒီအနေနဲ့ပတ်သက်ပြီးကျွန်တော်တို့စပြီးတော့ ဆွေးနွေးစေချင်ပါတယ်။အာပြောရမယ်ဆိုရင်တော့နေပြည်တော်ကအစိုးရယုံဆိုင်တဲ့နေရာပေါ့နော်။အဲမှာကျွန်တော်လွှတ်တော်အစအဝရှိတယ်အစိုးရအစအုံနေရှိတယ်ပြီးပုံပြီးရေးကြည့်တာကတော့တမတော်ကာကွယ်ဦးစီးချုပ်ယုံရှိတယ်ပြီးတော့စီရေးချုပ်စစ်ထောက်ချုပ်ဟလာကြည်ရလေစီယုံချုပ်အဲ့ဒါတွေရှိပါတယ်။စစ်ကောင်စီရဲ့ယုံဆိုင်ရာယုံဆိုင်ရာခြေချတဲ့နေရာပေါ့နော်။ဒီနေရာမှာကျွန်တော်တို့အဲ့နေရာမှာကျွန်တော်တို့တည်င်းတွေမှာ အဲ့ဌာနဆိုင်ရာအဆောက်အဦတွေဘလောက်ပျက်စီးရယ်ဆိုတာကျွန်တော်တို့အသေးချာတည်င်းအသေးချာမတွေ့ရဘူးတပ်ပုံရိုက်ခွင့်တွေကိုလည်းဝန်ထမ်းတွေပေးပင်ထားရယ်ဆိုတာကျွန်တော်တို့သိရတယ်ဟလာအဲ့နေပြည်တော်မှာရှိတဲ့ဝန်ထမ်းအဆောက်အဦအများစုပေါ့နော်ထောင်ထဲချီရှုံရှုံပျက်စီးခဲ့တယ်အဲ့ထက်မှာဝန်ထမ်းတွေလည်းတည်ဆုံးခဲ့ရယ်ဆိုပြီးကျွန်တော်တို့သိရတယ်ဆိုတော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီအခုဆိုရင်စစ်ကောင်စီကနေရုံးနေပြန်တက်မယ်သူတို့ရဲ့အစိုးရရန်နေအောင်ပြန်ပြီးလက်ပတ်နိုင်အောင်စ조사မယ်ဆိုတာရှိပါတယ် ဒါပေမဲ့တကယ်တကယ်လက်တွေ့မှာတော့အစိုးရရန်ရောင်ပြန်လဲလက်ပတ်ဖို့ရောရုံးပြတ်တက်ဖို့ဆိုတာလည်းမတွေ့ပါဘူးအခုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒုတိယဝန်ကြီးချုပ်နိုင်ငံခြားဝန်ကြီးဦးတန်းဆွေဆိုရင်အခုနိုင်ငံခြားဧည့်သည်တွေကိုလက်ခံတွေ့ဆုံတဲ့အခါမှာတဲတဲထုံးကြီးတွေ့ရတယ်ပေါ့ဆိုတော့စေယုံချုပ်အပြင်တခြားစစ်တပ်အစအုပ်တွေပြည်စည်တယ်ဒါအပြင်ဒီ BBC သတင်းမှာလည်းဖော်ပြထားတာရှိပါတယ်ဘာလဲဆိုတော့ဒီသူတို့အခု underground ပေါ့နော်မြေအောက် command center သူတို့စောက်ထားတာရှိတယ်ပြီးတော့နေပြည်တော်မှာနာမည်ကြီးတဲ့နေပြည်တော်နေဆို တနအိခွဲ့နှစ်နာလောက်သွားတဲ့နေရာမှာ Grand Canyon ဆိုတဲ့နေရာပေါ့အရင်တော့ပြည့်ရကျော်အဟောင်းတွေကြားထဲမှာစောက်ထားတယ်သူတို့ command center တွေရှိတယ်ပေါ့နော်စိတ်ကူးညီမှုစောက်ခဲ့တာတွေပေါ့အဲ့ဒါတွေအကုန်လုံးမှာပျက်စီးမှုတွေရှိတယ်အဲ့မှာလာစစ်တေရရှိတယ်အများပြသေးသေးဆုံးနေဆိုတာမျိုးကျွန်တော်တို့ကြားသိရဖြစ်ပါတယ်ဒါပေမဲ့ဒီသတင်းတွေကိုအတီးပြုတ်ကြတာကန့်တယ်ဆိုတော့ပြည်ထဲမှာရှိတဲ့ media တွေရောပြည်ပမှာရှိတဲ့ media တွေရော နေပြည်တော်ရဲ့အထီးကိုက်ပြန်စီလွတ်တော်အစအုပ်ရဲ့အထီးကိုက်ပြန်စီဝန်ထမ်းအင်အားတွေရဲ့အထီးကိုက်ပြန်စီတို့ စမ်းစစ်တဲ့အခါမှာအထူးသဖြင့် sensitive ဖြစ်ဆုံးဖြစ်တဲ့စစ်ရုံးချုပ်နဲ့အတူတခြားစစ်တပ်အစအဦးတွေဘာတွေဖြစ်လဲဆိုတဲ့သတင်းတွေအခုဒီနေ့ထိကျွန်တော်တို့သိရသေးတာဖြစ်ပါတယ်။ဒါပေမဲ့သတင်းတွေပြန်ကြည့်မယ်ဆိုရင်တော့အစအဦးပေါင်းပေါင်းနဲ့ချီပြီးတော့အဒီမန္တလေးစကိုင်းကလင်ပျက်စီးခဲ့တယ်လို့ကျွန်တော်အားလိုက်တာဖြစ်ပါတယ်။ဆိုတော့ဟိုဒီအသေးပြောက်စင်းနေနဲ့ပတ်သက်ပြီးကနဦးပထမဆုံးထွက်လာတဲ့စင်းထဲမှာဆိုလို့ရှိရင်နေပြည်တော်ကအများဆုံးဖြစ်တယ်။နောက်တစ်ခုကဟလာဒီဝန်ထမ်းတန်းရတယ်ဆိုလို့ရှိရင်လည်းပျက်အစီးအများဆုံး ဖြစ်ခဲ့တယ်ပေါ့နော်ဒါဒါကြောင့်ဒီဒီဝန်ထမ်းတန်းရတွေဘယ်သူစောက်တာလဲနေပြီးတော့ဘယ်သူစောက်တာလဲဆိုတော့မေးခွန်းတွေပါထွက်လာတာဖြစ်ပါတယ်ဟုတ်ဒီအားနဲ့လည်းပတ်သက်ပြီးဆွေးနွေးပါကျွန်တော်ဒီ editor talk ကိုအတန်သွင်းနေတဲ့အချိန်မှာပဲအာနောက်ဆုံးပိတ်တဲ့နေရာဆိုရင်အလုံးပေါင်းတိတ်ဆုံးသူပေါင်း3600ကျော်သွားပြီ3600ကျော်သွားပြီဟာတန်ရသူပေါင်း9000ကျော်တယ်ဖြောက်ဆုံးသူပေါင်း100ကျော်140ကျော်ရှိတယ်လို့ကျွန်တော်နားလည်ထားတယ်ဆိုတော့ အားလုံးပြောနေတာဗာလဲဆိုတော့အခုပြောနေစင်းစရာတည်းကဒီတက်ပို့ပြီးတော့လဲအများနိုင်တယ်ဒါလောလောဆယ်လက်လန်းမိတဲ့အနေထားလောက်ကိုပြောပြီးတော့ကျွန်တော်တို့ဒီထက်မှဟိုကျွန်တော်တို့ကနေပြီးတော့ကျွန်တော်ကာဘာလုပ်ပြီးပြောသွားတယ်ဒါပေမဲ့မန္တလေးမှာမန္တလေးကိုကြည့်မယ်ဆိုမန္တလေးမြို့ကပြည်စည်းလို့ကျွန်တော်တို့အခုကျွန်တော်တို့နိုင်ငံသားမီဒီယာတွေမှာရောကျွန်တော်တို့ရဲ့မီဒီယာတွေမှာလည်းတွေ့ရတော့လဲပဲမန္တလေးနမ်းနယ်မှာရှိတဲ့အပြည့်စည်းတွေကိုကျွန်တော်ဒီနေ့ထိမတွေ့ရသေးဘူးမန္တလေးနမ်းနယ်မှာလည်းဟာလာဟာလာစစ်တပ်ကနေတတ်ထိုင်ကြတာရှိတယ်ပေါ့ ဆိုအဲ့မှာရှိတဲ့အဆောက်အဦပေါင်း80ရာခိုင်နှုန်းလောက်ပျက်စီးရလို့ကျွန်တော်တို့သိထားရတယ်။ဒီတဲ့တွေက confirm လုပ်လို့မရအောင်အတီးပြုတ်လို့မရအောင်ပြင်လူလဲဝင်ဝင်မရှိပြင်လူလဲဝင်ဝင်မရှိတယ်ကွာ။ဆိုတော့တကယ်တော့အပျက်စီးပမာဏအောင်ပြောမယ်ဆိုကျွန်တော်တို့အပြင်ကနေပြောနေတဲ့ command ချက်တွေရေးသားနေ command ချက်တွေအပုံကြီးများနေတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။ဒါအပြင်ထပ်ပြီးတော့ပြောချင်တာကကုညီကယ်ဆယ်လုပ်ငန်းတွေဒါတွေကဘယ်လောက်တိောက်လဲဆိုတော့လေကျွန်တော်တို့ဆွေးနွေးဖို့လိုမှာတဲ့။မှန်ပါတယ်။ဟုတ်လားဒီအဓိကငလင်လုတ်ခတ်သွားခဲ့တဲ့နေရာတွေဖြစ်တဲ့ဒီ စကိုင်းနဲ့မန္တလေးမှာဆိုလို့ရှိရင်လည်းအပျက်စီးတွေဟိုများခဲ့တဲ့အပြင်ကိုဟာဒီအခုဆိုလို့ရှိရင်အဲ့ဒီအပျက်စီးတွေကြောင့်ဒီလမ်းဘေးတွေမှာဟာကွင်းပြင်တွေမှာအကြောင်းဝိုင်းတွေမှာနေထိုင်နေရတဲ့ပြည်သူတွေလည်းတော်တော်လေးကိုအခက်အခဲကြုံနေရတယ်။ဟာသူတို့ဆိုလို့ရှိရင်ကျွန်တော်တို့မြေပြင်ကဒီကုညီရေးအဖွဲ့တွေပရာဟိတအဖွဲ့တွေဆက်ပြီးတော့မြေတဲ့အခါမှာသူတို့အကူအညီတွေအများလိုအပ်နေတယ်တကယ်ကိုအရေးပေါ်အကူအညီတွေကို ရေးကြီးလိုအပ်နေတဲ့အခြေအနေတွေဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတာရှိရယ်။ဟာဒီဟိုသူတို့ဆိုလို့ရှိရင်နိုင်ငံတကာအကူအညီတွေပေးတယ်ဆိုတဲ့ဟာတွေကိုထိထိရောက်ရောက်မရရှိကြဘူးပေါ့လေ။သူတို့ပြောပြတာရှိရယ်။သူဖြစ်တော့အမှမိုးကာတွေဟာဒီအိမ်သားတွေဟာတောက်သုံးရေတွေရေးကြီးလိုအပ်နေတယ်ပေါ့လေ။သူတို့ဥမာအိမ်သားတွေဆိုဘယ်လိုသွားလို့သွားမှမသိဘူး။အိမ်မယ်ဆိုလို့ရှိရင်လည်းညဘက်ငလင်တန်းကြောင့်စိုးရင်ရတာတမျိုးအခုဆိုလို့ရှိရင်ရာသီဥတု ခြေနေပေါ့လေမိုးတွေလေတွေဝင်မယ်ဆိုတဲ့ဟာတွေကလည်းသူတို့အတွက်စိုးရင်စရာတွေဖြစ်နေတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုလို့ရှိရင်လေတွေမိုးတွေဝင်သွားတဲ့အချိန်မှာသူတို့အရန်အခက်အခဲဖြစ်တယ်ပေါ့နော်ဟုတ်ဒီဟာတွေကိုရင်ဆိုင်နေရတယ်ပေါ့သူတို့ပြန်တော့အကူအညီတွေရေးဖို့လိုအပ်နေတာပေါ့ဟုတ်ဆိုတော့ဟိုတခုကျွန်တော်ထောက်ပြောချင်တာကတော့ဒီအခုမြန်မာပြည်မှာဖြစ်ခဲ့တဲ့ကျွန်တော်တို့ဒီမန္တလေးစကိုင်းငလင်းကြီးမှာတော့ပြန်ကြည့်တဲ့အခါမှာကိုထူကိုထပြန်ဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်မှန်ပါပြီးတော့ pride အတင်းတွေလာပြီးကူတယ် ဟဟလာဒါပေမဲ့နိုင်ငံတကာကလည်းစစ်ကောင်စီကတဆင့်ကူညီရမှာလက်တွန့်နေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ပြည်သူတွေစိတ်ထဲမှာလည်းအာသူအဆောက်အဦတွေကိုပြန်ပြီးတော့ပြန်နေခိုင်းတဲ့ကိစ္စတွေဝန်ထမ်းတွေကိုလည်းအဆောက်အဦတွေကိုပြန်ပြီးမောင်းသွင်းတဲ့ကိစ္စတွေဒီအဆောက်အဦတွေအာမတ်ကန်ချက်ဘလောက်ရှိလဲဆိုတာလည်းမသိဘာကြောင့်လဲဆိုကျွန်တော်အခုချိန်ထိ after shop ပေါ့နော်အဲ့ဒါလည်းရှိနေသေးတယ်ဆိုတော့အဲ့ဒီကိစ္စတွေကြောင့်လုံလုံချုံမှုမရှိဘူးလို့ခံစားနေရတဲ့အခြေအနေပြီးတော့အခုညာလည်းထင်တယ်လို့မရတဲ့အခြေအနေ စစ်ကောင်စီကိုယ်တိုင်ကလည်းသူပေးခြင်းတဲ့နေရာတွေကိုပဲအဓိကတာဥတီချက်ထားပြီးတော့တာဂက်ထားပြီးတော့ပေးခိုင်းနေပြီးတော့ချုပ်နေရာတွေမျိုးသူဥပိ္ပခပြုထားတဲ့အနေထိုင်လည်းရှိတာစကိုင်းမှာဆိုတော့ကျွန်တော်အများကြီးဥပိ္ပခပြုထားတဲ့နေရာတွေရှိရမျိုးကျွန်တော်ကြားရတယ်လေဆိုတော့ဒီလိုအခြေအနေမျိုးမှာမိုးဝင်ခဲ့ပြီဆိုရင်ကျွန်တော်တို့ပြောနေတဲ့ recovery ဟလာလုပ်ခေါ်တဲ့ပြန်လည်ထူထောင်ရေးပြီးတော့ reconstruction လို့ခေါ်တဲ့ပြန်လည်တိဆောက်ရေးဆိုတဲ့လုပ်ငန်းဆိုတာဝေးဝေးသွားနိုင်တယ်ကျွန်တော်ဒီခေါက်ဖြစ်တဲ့ငလင်းရဲ့ လားအပြန့်စည်ဆုံးရှုံးမှုကအတော်ကိုကြီးမားတာကျွန်တော်တွေ့ရတယ်။ဆိုတော့အစိုးရတစ်ခုအနေနဲ့ရှိမယ်ဆိုရင်လည်းအစိုးရတစ်ခုကသူ့ရဲ့ရန်နေရောင်ကိုပြန်လဲလက်ပတ်ဖို့ဆိုတာမလွယ်ဘူး။အခုလိုမျိုးတရံမဝင်တရံမဝင်နဲ့လားစစ်ကောင်စီကနေပြီးတော့အုပ်ချုပ်နေတဲ့အချိန်မှာဆိုလဲလူတို့ရဲ့ပါဝင်ပါဝင်ကူညီမှုပူးပေါင်းဆောင်ရွက်မှုဆိုတာလဲအားတစ်ခုအနေနဲ့သူယူလို့မရတာကျွန်တော်တွေ့နေရတယ် ဆိုတော့အခုမြေပြင်မှာတော့ခုနကွန်ဆော်ပြောသလိုပဲဟလာပြည်သူကနေပြည်သူကိုလက်ကမ်းပြီးတော့ကူနေကြတာ ਉਹ ပဲအဓိကတွေ့ရတယ်ပေါ့လေဒီမြေပြင်မှာလုပ်နေတဲ့သူတွေပြောတာဒါမှအခက်အခဲကပါလဲဆိုတော့အခုစစ်ကောင်စီကမြေပြင်မှာဒီကယ်ဆယ်ရေးတွေဟိုကုညေးတွေလုပ်မယ်ဆိုလို့ရှိရင်သူတို့အကြောင်းကြားမယ်ဆိုတာအခုအဟန့်အတားဖြစ်သွားတယ်မြေပြင်မှာတကယ်လိုအပ်နေတဲ့လူတွေကတိတိယောက်အကူအညီတွေမရရှိနေတဲ့အခြေအနေမှာဒီလိုဟာမျိုးဖြစ်တဲ့အခါမှာသွားကူမဲ့လူတွေပါအဟန့်အတားဖြစ်လာတဲ့ဟာ တို့တော့ပို့ပြီးတော့ဆိုးလာတဲ့အခြေအနေတွေကြုံနေရတာ။ဟုတ်ဒါတွေဒါတွေပြင်ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ကငင်းလှုပ်ပြီးတဲ့အချမ်းတွေစပဲဒီနေ့ဒီချိန်ဒီဟဲ့လားသခိုင်းမှာရောရှမ်းပြည်မှာရောမန္တလေးမှာရောအဲ့ဒီဒေသတွေမှာစစ်ကောင်စီဘက်ကဘုံကျဲတာတွေတိုက်ခိုက်တာတွေကကျွန်တော်တွေ့နေရတယ်နော်။ချိန်ထဲမှာပဲဒီဘက်ကတော်လိုင်းတဲဥစုတွေကကိုကိုတိုင်းအသားလက်နက်ကန်အဖွဲ့တွေဘက်ကလည်းအပြန်အလှန်ပြန်တိုက်ခိုက်တာကျွန်တော်တို့ရှိတာတွေ့ရတယ်။နှစ်ဖက်စလုံးကဒါကိုငလင်ရုပ်တာကို ဒါသူတို့အတွက်အခွင့်အရေးတစ်ခုလို့မြင်မျိုးတစ်ဖက်ရန်သူကိုတိုက်ခိုက်မယ်ဆိုတဲ့ဟာလည်းရှိတာမျိုးကျွန်တော်ပြန်ပြီးသွားတွေ့နေရတယ်။ဟုတ်ကဲ့မြန်မာပြည်ကအခုငလင်တန်းကြောင့်အလုံးကဒီလှုပ်ခတ်နေတဲ့အခြေအနေတစ်ခုနဲ့ကြုံတွေ့နေရတဲ့အချိန်မှာပဲဟလားတရုတ်ကလာရှိုမြို့ကိုဒီစစ်ကောင်စီကိုပြန်ပေးဖို့အုပ်ချုပ်ရေးကိစ္စကိုစစ်ကောင်စီကိုပြန်ပေးဖို့ PR ပေးတဲ့အခြေအနေတွေကိုကိုကန့်အဖွဲ့ကရင်ဆိုင်နေရတာပေါ့နော်အခုဆိုလို့ရှိရင်ဒီဧပြီလ20ရက်နေ့မတိုင်ခင်မှာ ဒီဆုတ်ခွာပေးဖို့ဆိုတော့ဒီရာဇသံပေးတဲ့အကြက်ကန်တဲ့အခြေအနေတွေကြုံနေရတာပေါ့ဒီဌာနဆိုင်ရာယုံနေဆိုလို့ရှိရင်လည်းဒီပြန်ပြီးတော့ဆုတ်ခွာပေးနေတယ်လို့ကျွန်တော်တို့ကြားရတာပေါ့နော်ဒီကိုကံဘက်ကနေဆုတ်ခွာပေးနေရဆိုတော့ကြားဆိုတော့လာရှိုးအနာကဘာဖြစ်လာမလဲဆိုရယ်ဆိုရင်မူတယ်အခုရက်ပိုင်းမှာရှိနေကြတာပေါ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလဲဆွေးနွေးပါဦးဟာခုနပြောသလိုပါပဲငလင်းကိုအာယုံပြုတ်နေတဲ့အချိန်မှာနိုင်ငံတကာရောပြည်ရင်းရောအာယုံပြုတ်နေတဲ့အချိန်မှာအလား ြုတ်ဆိုးကနေပြီးတော့ဒီလာရှိုးအရေးကိစ္စမှာနောက်ကွယ်ကနေခြေလမ်းတော်တော်တွက်နေတာကိုကျွန်တော်တွေးရတာပေါ့ဆိုတော့ကိုကန့်ဖွဲ့ကိုဆုတ်ခိုင်းတယ်ဟလာကိုကန့်ဖွဲ့ကိုဆုတ်ခိုင်းတယ်ဆိုရင်စစ်ကောင်စီတပ်တွေပြန်ဝင်လာမှာလားအုတ်ချိုရုပ်ဘယ်သူကကင်ပါလဲဆိုတော့တရင်နေရာဒီနေ့အထိတီးပြုတ်လို့မရဘူးရှုပ်ထွေးနေစေဖြစ်တယ်ဒါပေမဲ့ကိုကန့်ကျွန်တော်တို့နောက်ဆုံးပြရထားတာတွေကတော့ကိုကန့်တပ်တွေဆုတ်ပေးရမယ်ဆုတ်ပေးပြီးဆုတ်ပေးတဲ့အခါမှာအဲ့ဒီမြို့အုတ်ချိုရုပ်ကို အလားစစ်ကောင်စီကဝင်လာပြီးတော့ဂိုင်းတွင်နိုင်တယ်ဒါပေမဲ့အဲ့ချိန်မှာစစ်တပ်ကပြန်ပြီးဝင်လာမှာလားစစ်တပ်ကလည်းအခုဆိုရင်ကျွန်တော်နားလေတော့ကမိုင်းရဲမှာဌာနချုပ်တိစောက်ထားတယ်ဆိုရင်တဘောကလာရှိုးမှာတိုင်းမှုအနေနဲ့လာပြီးမထိုင်တော့ဆိုတဲ့သဘောလိုယူဆလို့ရတယ်ဒါအပြင်မြို့လာရှိုးမြို့ရဲ့ပတ်ဝန်းကျင်ဆယ်မိုင်ကွာပတ်လည်မှာဆိုရင်လည်းအားလုံးကိုနေမျိုးစုမှုထားတာကကိုကန်တက်နေပဲဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့လိုဆိုရင်ရောစစ်ကောင်စီတက်တွေကအထက်မှာလာပြီးဝင်ထိုင်ရဲမှာလား ကိုကန့်အောင်အဲ့ဒါကိုလက်ခံမှာပါအဲ့တော့ကျွန်တော်ပြောနေတဲ့ conflict တွေ free back တွေပြန်ပြီးတော့ဖြစ်လာပါလားဆိုတဲ့ကိစ္စပါเนาะဆိုတော့အဲ့ဒါအရေးကြီးလို့ကျွန်တော်ထင်တယ်အဲ့တရုတ်ဆစ်ဆက်ပေးတာရောတစ်ဖက်စလုံးလက်ခံမှာပါလားဟိုကျွန်တော်တို့မြေပြင်အခြေအနေတွေကိုဆက်သွယ်ကြည့်တဲ့အခါမှာတချို့တွေကဟလာဒီကိုကန့်ထွက်သွားမှာမလိုလားတဲ့သူတွေရှိတယ်လာဒီစစ်ကောင်စီကဝင်လာမှာကိုလည်းစိုးရိမ်နေတဲ့သူတွေရှိတယ်သူတို့ကလက်ခံတဲ့လူတွေလည်းရှိတယ် ။ဘာကြောင့်လဲဆိုတော့ဒီနေရာကနေပြီးတော့ဒီညှိနှိုင်းမှုမပြေလည်လို့ရှိရင်သူတို့ရဲ့မြို့ရက်ရွာတွေကိုဘုံကျဲဖြက်စီးပလိုက်လို့လားဆိုတဲ့အကြောက်တရားကလည်းမြို့ကန်တွေမှာတော်တော်စိုးရိမ်နေကြရတာရှိပါတယ်။ဆိုတော့ဒီကြားထဲမှာလက်ခံတဲ့သူလက်မခံတဲ့သူတွေမျိုးမျိုးကွဲနေတာပေါ့နော်။တချို့ကဆိုလို့ရှိရင်လည်းစစ်ကောင်စီကရှေ့မှာစုလိုက်ပြုံးလိုက်တက်ပြတ်မှုတွေဘုံကျဲတိုက်ခိုက်မှုတွေဘလောက်လောက်လာလဲဆိုတဲ့အကြောက်တရားနဲ့ဖိနှိပ်တဲ့ဟာတွေကိုလည်းစိုးရိမ်နေကြရတာပေါ့။ဒါပေါ့ပြန်ကြည့်မယ်ဆိုရင်တော့တကယ်တကယ်တော့ ဒီလွန်ခဲ့တဲ့၄နှစ်အတွင်းမှာစစ်ကောင်စီကတတ်ထားတဲ့ဘုံချဲထားတဲ့ပျက်စီးခဲ့တာတွေတည်ဆုံးခဲ့တဲ့စီးရင်ညာဒီနေ့ကျွန်တော်တို့ cover လုပ်နေတဲ့ပြောနေတဲ့စကိုင်းမန္တလေးငလင်းနဲ့ပို့ပြီးတော့များတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ဒါဟုတ်လဲစစ်ကောင်စီကတည်တဲ့အတွက်ကြောင့် MNDAA ကိုကမဆုပ်ဘူးဆိုရင်လာရှုပြန်ပြီးထပ်ပြီးဘုံထက်ခြင်းမယ်ဆိုတော့ PR လည်းရှိနေတယ်မြို့ကန်နေပုံမှာ။နောက်နောက်တစ်ချက်ကပါလဲဆိုတော့ပြုတ်စိုးရကိုယ်တိုင်ကလည်း ် MND ရခေါင်းပါနေမယ်ဆိုရင်ဒီတက်ပို့ပြီးတော့ကြီးမားတဲ့ဖိအားပေးမှုတွေရှိလာနိုင်တယ်အထူးသဖြင့်နယ်ဇက်ကိုပိတ်ဆိုတာလေတကိတ်တွေကိုပိတ်ကြတယ်ပို့ဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်လဲကျွန်တော်ထင်တယ်နှစ်ဖက်စလုံးကသူတို့မကြိုက်တဲ့အနေအထားတစ်ခုမှာတရုတ်ကဝင်ချောင်းဝင်ညှိပြီးတော့ကောင်းမညှိခြင်းပဲညှိနေရတဲ့အနေအထားတစ်ခုလားလို့မေးခွန်းထုတ်เสียဖြစ်နေတာပေါ့နော်နောက်သတင်းတစ်ခုကတော့တရုတ်ကောင်စစ်ဝင်ယုံလာရှုမှာလာပြီးထိုင်မယ်ဆိုတဲ့သတင်းပေါ့နော်အဲ့ဒါအတီးပြုတ်ခဲ့မယ်ဆိုရင် လားဒီပွဲမှာလည်းတကယ်အမျက်ထွက်နေတာပြို့ပဲလို့ကျွန်တော်တို့ပြောလို့ရတော့အခုဒီစစ်ကောင်စီရဲ့ဒီအရဲဝဲဝန်တန်းနေဒီလာရှုမျိုးပေါ့တချို့တွေရောက်လာနေရပြီလို့ကျွန်တော်တို့သိရှိထားတယ်ပေါ့နော်မြေပြင်ချက်လက်တည်းရာဆိုတော့ဒီလိုရောက်လာတာကလည်းစစ်ကောင်စီကသူကိုယ်တိုင်တိုက်ယူပြီးတော့ပြန်ရောက်လာတာမျိုးမဟုတ်ဘဲနဲ့မှတရုတ်ရဲ့အကူအညီနဲ့တရုတ်ရဲ့ကျေးဇူးကြောင့်တရုတ်ရဲ့ကိုကံပေါ်မှာ PR ပေးတဲ့ ဟို pressure တွေကြောင့်တို့ရောက်လာခွင့်ရကြတယ်လို့ပြောလို့ရတာပေါ့လေဆိုတော့ဒီလိုမျိုးလှုပ်ပေးနေတဲ့တရုတ်ကိုမြန်မာလူထုကဘလောက်ထိအမျက်ရှာသွားနိုင်တယ်လဲပေါ့။ဘာကြောင့်လဲဆိုတော့အရင်ကတည်းကတရုတ်နဲ့ပတ်သက်ပြီးရင်မြန်မာလူထုကြားထဲမှာလာတရုတ်ကိုမယုံကြည်တဲ့စိတ်ကရှိထားပြီးသားဆိုတော့လေ။ဆိုတော့ဟိုပြောရရင်တော့ပီကင်း policy ကိုပြင်ကြည့်မယ်ဆိုရင်တော့ပီကင်းမှာတော့စကားဆက်ဘက်ကိုရိမ်းတဲ့ တိုအစိုးရ policy ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်ဒါပေမဲ့ပြည်ထဲမှာဆိုရင်တော့ဟလာတရုတ်ကိုမြန်မာလူထုအများဆိုတရုတ်ကိုစစ်ကောင်စီဘက်ကိုရိမ့်နေစစ်ကောင်စီဘက်ကယက်တီပေးတယ်ဆိုတော့အမြင်ကြီးရရှိပြီလားဟလာအစစ်ကောင်စီကလည်းအခုချိန်မှာကျွန်တော်တို့အမြဲတမ်းတုံးနေတဲ့တရားအားထုတ်တရုတ်အားထားဆိုတဲ့အတိုင်းဟုတ်ပေါ်ယူသွားပြီးတော့အခုဒီလာရှိုးပြန်ရဖို့အတွက်ပြန်ပြီးတော့ချင်းကပ်နေရတဲ့ကာလတခုပေါ့နော်ဆိုတော့ဒုဖက်ပြီးတော့ဒုဖက်ပြီးဒုဖက်နေရတဲ့ကာလတခုပေါ့ဒါပေမဲ့ အခုတရုတ်ကဂျာဇ်ဝင်စီမံပေးတဲ့လာရှိုစာချုပ်ကိုလာရှိုပြန်လည်ညီနိုင်ရဲ့စာချုပ်ပေါ့နော်စာချုပ်တော့မဟုတ်ပါဘူးကိုတကယ်ရောနှစ်ယောက်စလုံးကသဘောတူလားဆိုတော့ကျွန်တော်ပြောရဲပါတယ်နှစ်ဖက်စလုံးကသဘောတူလို့အနေထားမရှိပါဘူးဒါကြောင့်လည်း free back ကလည်းဆက်ပြီးတော့ကြံပြအောင်မယ်လို့ကျွန်တော်အဲ့လိုပဲသုံးတယ်ပါဘုန်းကြီးတို့ယေရှုတမန်တွေယေရှုတမန်တွေကိုကျွန်တော်ဒီနေ့ကြံရတော့မြန်မာပြည်မှာတိတ်ဆိတ်သွားမယ်လို့ထင်ရတော့ဘူး စစ်တပ်ကပြန်လုံမယ်လို့ဆိုပေမဲ့လည်းတိမုတ်ကခုံနေပါအောင်သူပြောတာတော့ရှေ့မှာလဲဘုကန်နဲ့မိုင်လာသူတို့ဒေတာမှာတော့ကြံလုံးကလောက်ခွင့်ကြံပွဲတော်ရောက်ခွင့်ပြီးပြောတာဒါပေမဲ့စစ်ကောင်စီကတော့အဲ့တော့တိုင်းမှာရောက်တဲ့ညမာလေးရောကြံလုံးကြမှာอืมကျွန်တော်ကြားတော့ကတော့ဒီဒီချင်းမှန်မှာဆိုလို့ရှိရင်လည်းလာကြံရင်းထည့်ထားတယ်ဒါပေမဲ့သူတို့ကရင်းကိုကောက်မကောက်ဘူးဆိုတဲ့အာမျိုးမြန်မာပြည်အခြေအနေနဲ့သူတို့စိတ်ပြအစင်းနဲ့မဖြစ်ဘူး အဲ့လိုစဉ်းစားနေကြမှရှိဘူးပါဖို့တော့များပဲဆိုတော့ဆိုတော့အရင်တော့စစ်ကောင်စီကသူ့သူ့ရဲ့အကြံကိုကြီးကျယ်လုပ်ဖို့စဉ်းစားတာဟုတ်တယ်မလားမှန်ပါတယ်ခုလည်းလုပ်ပြန်ပြုပါတယ်ဒါပေမဲ့ခုနကလိုကကုံပြောမျိုးမှုတွေမထည့်ဘူးဆိုတော့ပြောတာဆိုတော့ကိုလိုအချိန်တွေမှာတကြံလုပ်တာတော့မတင့်တော်ဘူးပေါ့နော်တရားရုံးမှာတော့မှတကြံမှာပါတီလုပ်မဲ့စီစဉ်ထားတဲ့အားတွေကိုဖျက်ပြီးတော့ကျွန်တော်တို့တရားသူတွေအတွက်အလှူဒန်းလုပ်ပေးတာတွေ ကူညီဖို့စီစဉ်တာလုပ်ခဲ့သေးတယ်ဆိုတော့ဒီနေ့တကြံတော့ဒီအရင်နှစ်တင်တော့မတူဘူးပေါ့ပြည်တွင်းထဲမှာလည်းအားလုံးကဝန်းနေနေကြမှာပဲလေအင်္ဂလိပ်ဘေးကဆူကြီးကဝင်လိုက်လိုက်တော့อืมအခုဒီကမှုတွေအများကြီးဖြစ်နေတဲ့အချိန်မှာအိုင်ဒီယာလူနာလိုဖြစ်နေတဲ့အချိန်မှာအားလုံးကပဲပြောနိုင်ကြမှာအမ်ဒီလိုတကြံထွက်လေတယ်မသိတော့ဘူးဆိုတော့ထွက်လေကိုစီစဉ်လို့မရှိပါဘူးကျွန်တော်လည်း